တာမင်ညတောင်ဆရာတော်ဘုရားကြီးဟာမေတ္တာတရားအလွန်ကြီးမားသူ ဖြစ်တယ်လို့အလူဒါနလိုရတာကိုလည်းအလွန်နှစ်သက်သဘောကျသူပဲဖြစ်ပါတယ်။နိုင်ငံတော်အစိုးရကတော့မှသာသနာပြုပွဲတစ်စိတ်ထူးကိုစက္ကခံရတဲ့ဆရာတော်တစ်ပါးပဲဖြစ်ပါတယ်။ထူခြားတာကဆရာတော်ပြန်လွန်တော်မူပြီးတဲ့နောက်မှာအဆောင်အချက်တွေတည်တည်ချာချာချထားတာတော့မှဆရာတော်ရဲ့ရုပ်ကလကထူးဆန်းစွာပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်။ ဆရာတော်တက်တော်ထန်ရှားရှိစဉ်အခါတို့ကအမြဲရွတ်ဖက်ပူဇော်တဲ့ဂါထာတစ်ခုကိုမျှဝေပေးလိုက်ပါတယ်။ဒီဂါထာကို နေမင်းလာမင်းဂါထာလို့လည်းခေါ်ကြသေးတယ်။ဘုဒ္ဓတိသဓမ္မရာဇာဓမ္မတိသတန်ဃရာဇာတန်ဃတိသဥပရာဇာနေမင်းအဘလာမင်းအမေသွားလီရာရာနေမင်းနဲ့လာမင်း ဆောင်ရှောက်ကြပါစေ